အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယမကြီးခင်ခင်သူရဲ့ရှင်မပိုက်ပါလို့ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးကြပါတယ်ရှင်ရှင်မပိုက်ပါလို့မိဆောင်ကတောသူဆိုပေမဲ့လဲပါတယ်တော့လဲမှာပုံမိဆောင်တို့ရွာကမန္တလေးမတရားယထာလန်ပေးမှရှိတယ်တနေ့သုံးခေါင်းလုံးပြေးဆွဲနေတဲ့ယထာကြီးပေါ်မှာနေတိုင်းမိဆောင်ဈေးလိုက်ဝယ်နေကြကုန် မနက်ရထားနဲ့မန္တလေးကိုဈေးလိုက်ဝယ်။နေ့လယ်ရထားနဲ့ပြန်လာ။ညနေရွာတဲ့ဈေးလေရောက်နေ။အမေနဲ့မောင်လေးကိုမိဆောင်းလှုပ်ကြွေးနေတာ။မိဆောင်းလေးတန်းအောင်တော့အဖေဆုံးသားလို့ကြောင်းစံမတက်ရတာ။မိဆောင်းကစားလဲတော်တဲ့တော့အတွက်ချက်လဲသွက်တယ်။ကြည်လေ။မန္တလေးကဝယ်လာတဲ့ကုံစိမ်း၆တွေကိုယထာကြီးပေါ်မှာတင်ရောင်းလိုက်သေးတယ်။လူချင်းတလောက်သားဝယ်မိဆောင်းကဖြက်ခနဲဖြက်ခနဲချိန်ပေးလိုက်ထုတ်ပိုးပေးလိုက်အမျက်တွက်ကြည့်လိုက်နေ အလုတ်ကိုဖြစ်လို့မိဆောင်တို့ရွာကလည်းဆိုင်ကြတော့ရွေးကျူမင်းကလေးတွေဆိုရင် ကောက်ဆိုင်အမိုက်ကောက်လိုက်ကြပေမယ်မိဆောင်ကတော့ဈေးပဲရောင်းနေမိဆောင်တို့မှာတအီကမရှိတရှိလဲကွက်လေးတစ်ကွက်တော့ရှိပါရဲ့အဲ့ဒီလဲကွက်လောက်တော့အမေနဲ့မိဆောင်လုံနိုင်ပါတယ်အမေရဲ့မောင်ကလည်းနည်းနည်းပပတော့ဝိုင်းပေးပါတယ်ဘာပဲဖြစ်ဖြစ်မိဆောင်တို့သားမိ၃ယောက်ကတော့ချောင်းချောင်းလေးလေးရှိတာအမှန်ပါပဲ။ ရွာကျောင်းမှာတက်နေတဲ့မိဆောင်ရဲ့မောင်လေးညူကြီးအတွက်လိုအပ်သမျှစားအုပ်ခဲတံအားလုံးမိဆောင်ဝယ်ပေးနိုင်တယ်။မိဆောင်ကိုယ်တိုင်စားတတ်ပေးတတ်ခြင်းမဖြစ်ပေမယ့်မောင်လေးကိုတော့ဝယ်ရတဲ့အချိန်ကြောင်းထားပေးမယ်လို့ရည်ရွယ်ထားတယ်။မိဆောင်တို့ရွာကိုစားလာတင်ပေးတယ်။မန္တလေးကဆီယမလေးကိုမိဆောင်သိချစ်တာ။ဆီယမလေးကရုပ်ချောသဘောကောင်းရုံတင်မကဘူး။တရွာလုံးနဲ့လည်းခင်ခင်မင်မင်ရှိတယ်။ဆီယမလေးကြောင်းလာတဲ့အချိန်နဲ့မိဆောင်စီသွားတဲ့အချိန် နေတိုင်းလမ်းမှာဆုံတွေ့နေကြပါမဆောင်ညူကြီးညညစာချက်ရလာဟုတ်ကဲ့ချက်ပါတယ်ဆီယာမကျမကအလီရီတင်ပေးတာဟုတ်လားမဆောင်ကတိတ်တော်တာပဲကျောင်းမှာလာလှုပ်အားပေးပါဦးအဲ့ဒါလို့ဆီယာမလေးကပြောလိုက်ရင်မိဆောင်တိတ်သဘောကြတာတခါတလေမောင်လေးကိုစားချပေးရင်ကိုကိုကိုဆီယာမတယောက်လုံးစိတ်ကူးယဉ်ကျေးရတာလဲအမောတာညူကြီးကိုတင်မကပါဘူးညာတိုင်းရွာတဲ့ကကလေးတွေကို စာချပေးတာညတိုင်းဆိုပေမဲ့လေမိဆောင်မှာဖြောင်းတိုင်မုံမရှိရင်တော့မိဆောင်ရဲ့ညချောင်းလေးပိတ်ထားရတာပေါ့မိဆောင်တို့ရွာမှာဒါမြို့ကြီးတွေလိုညှက်စင်မိတွေရှိရင်ကောင်းမှာပဲလို့ကြွေးမိပေမဲ့လေမိဆောင်စည်းသွားဝယ်တိုင်းမိမလာလို့ညင်းညူကြတဲ့မန္တလေးကလူတွေရဲ့အတန်ကိုကြားကြားနေရတော့အင်းမရှိတော့လဲမညီးရတော့ဘူးလို့ချိန်မိပြန်ရောဘာပဲဖြစ်ဖြစ်မိဆောင်ဘဝလေးကိုမိဆောင်ပျော်ရွှင်မိပါတယ် အမေဘာဖြစ်လို့လဲနေမကောင်းဘူးလားဒီနေ့မိဆောင်မန္တလေးကပြန်လာတော့ခါတိုင်းလို့မဟုတ်ပဲအိတ်ရတဲ့ခွေနေတဲ့အမေကိုတွေ့ရတယ်။အေးမိဆောင်ဒီမှကြည်စမ်းငါရင်ပတ်တွင်းနာနေလို့အမေကသူ့ချွေးခံအင်ဂျီလေးကိုလှမ်းပြီးမိဆောင်ကိုပြတယ်။မိဆောင်ဆန်ကြည့်လိုက်တော့အမေရဲ့ညာဘက်ရင်မှာအချိတ်ကြီးကိုတွေ့ရတယ်။အချိတ်ဘေးကအေးပြားလေးတွေလည်းခတ်ရှုံရှုံဖြစ်နေတယ်။ဟင်းအမေအချိတ်ကြီးပါလားတော့ အေးဟုတ်တယ်အဲ့ဒီအခြေကနာနေလို့အမေညချရင်ဆရာလေးကိုသွားပြကြည့်ရအောင်လေမိဆောင်တို့ရွာမှာတရိဆန်စိတ်ကူနေတဲ့ဆရာလေးရှိတယ်မိဆောင်တို့မှာလူကူးတဲ့ဆရာဝန်မရှိတော့ရွာကလူတွေဘာပဲဖြစ်ဖြစ်အဲ့ဒီဆရာဝန်လေးကိုပဲပြကြရတယ်။အိုးနေပါစေအင်းဒီလိုပါပဲတခါတည်းရမှာပါပြီးတော့လဲပျောက်သွားတာပါပဲအမေကဒီလိုပြောတော့မိဆောင်လဲခပ်ပေါ်ပေါ်နေလိုက်မိတယ် ညတဘက်လောက်နေတော့အမေချင်းဘက်ကအနာကြီးကွဲအပ်လာတယ်။အမေလဲအော်နေရတယ်။မိဆောင်လဲဈေးမသွားနိုင်တော့ဘူး။အမေရင်ဘက်ကိုမန်းစီချိန်လိမ့်ပေးလိုက်။ချမင်းချက်လိုက်နဲ့အလုံများနေတော့တာပေါ့။မဆောင်တတော်နေမကောင်းလို့ဆို။အော်ဆီယမလေးပါလား။လာပါရှင့်။ဆီယမလေးထိုင်ဖို့တင်ပြူးဖြာကိုကြိုက်ကြိုက်ခင်ပေးလိုက်တယ်။အမေကအိပ်ရာထဲလှဲနေရကဆီယမလေးရဲ့အတန်းကြားလို့ထားလာတယ်။ဘာဖြစ်ကြလဲတတော်။ မဆောင်းစိမ့်လာတာမတွေ့လို့ညိုကြီးကိုမိကြီးတော့မှတော်တော်နေမကောင်းဖြစ်မှန်းသိတာ အမေကပါဇက်ကမပြောပဲအင်ချီကိုလှမ်းပြလိုက်တယ်။အိုးအနာကြီးဖြစ်နေတာပါလား။ဘာတွေလိမ့်ထားလဲ။ကျမကင်ကြည့်မယ်နော်။ဆီယမလီကရင်ဘတ်ကိုနှိပ်ကြည့်ရင်ညက်နာပြတ်သွားတယ်။ဒီလိုပေါ့ပေါ့နေလို့မဖြစ်ဘူးတော်တော်။ဆေးရုံကိုသွားပြပါ။အိုးကျမကဒီမန်းစိနဲ့တဲ့ပါတယ်ဆီယမရဲ့။ဆေးရုံကိုသွားမပြချင်ပါဘူး။ မကြောက်ပါနဲ့တော်တော်ရင်ဆေးရုံမပြရင်အမြင့်တွယ်ပြီးဒုက္ခရောက်သွားနိုင်တယ်။အခုတော့ခွဲထုတ်ရမယ်ထင်တယ်။ဆီယမလီကခွဲထုတ်ရမယ်လို့ပြောတော့အမေမျက်လုံးပြူသွားတယ်။မိဆောင်တို့ရွာကလူတွေဟာဆေးရုံတိတ်ကြောက်ကြတာ။ခွဲစိတ်ခံဖို့ဆိုဝေလာဝေးရော။မိဆောင်ဆိုဟိုတနေ့ကအနောက်ရွာကိုဈေးသွားရောက်ရင်လေထဲမှာငုတ်ထိုးမိတာ။ဆေးထိုးရမှာဆိုလို့ခုပါသားသွေးဆေးတွေတိတ်လိုက်တာ။ပျောက်ရောပဲ။ ဆီယမလီကပြန်သွားတဲ့ချီစေယုံကိုတွားပြဖို့တွတ်တွတ်မှာသွားတယ်။ဆီယမလီရဲ့တိုက်တွန်းချက်နဲ့ဘာတွေးကဦးဆောင်ပြီးမိဆောင်တို့မန္တလေးစေယုံကြီးကိုလာခဲ့ကြတယ်။အမေကိုစေယုံတင်ရမယ်ဆိုလို့စေယုံတင်လိုက်ကြတယ်။မိဆောင်မဲပင်ပန်းတာပါပဲ။နေရောညရောစေယုံမှာပဲနေရတယ်။အမေယောဂကရင်သားကျင်စားတဲ့ဆရာဝန်ကြီးကစမ်းသပ်ပြီးတော့အမေကိုခွဲရမယ်တဲ့။အမေငိုလိုက်ပုံများပြောမပြောချင်တော့ဘူး။ ဆေးရုံကဆီယာမအနီလေးတွေကငေါက်လိုက်မှပဲတိတ်သွားတော့တယ်။ဓာတောင်ကြောက်ကြောက်နဲ့ကြိတ်ဆိုင်နေသေးတာ။အမေကြိတ်ဆိုင်နေတယ်လို့မိဆောင်လဲကြိတ်မောနေရတယ်။အမေကိုခွဲစိတ်မဲ့ဆိုရင်ငွေလိုမလဲ။အဲ့ဒီငွေကိုမိဆောင်ဘက်မှာရှာရပါမလဲ။တကွက်တီးတော့လေကိုပေါင်လိုက်ဖို့ပဲရှိတယ်လေ။လူမသိငွေမရှာတဲ့အမေနေကောင်းလို့ရှိရင်ဒီလေကွက်ကိုရွေးနိုင်ဖို့မိဆောင်ရှာရတော့မှာပေါ့။ရွာကိုပြန်ပြီးမိဆောင်တို့လေကိုပေါင်လိုက်တယ်။ ဆေးရုံပေါ်မှာအမိလိုခွဲစေရမယ်ယောဂသည်တွေအများကြီးပါကြောက်ရွံ့ထိမ့်လန့်နေတဲ့အမိကိုအားပေးရင်မိဆောင်အားငယ်လိုက်တာအမိကိုခွဲစေတဲ့နေ့ကဆီယာမာလေးရောက်လာလို့မိဆောင်ဝန်တာမိတယ်ဆီယာမာလေးကမိဆောင်ကိုအားပေးရင်အမိခွဲစိတ်ခံကထွက်လာတဲ့အချိန်စောင့်ပြီးကူညီပေးတယ်ခွဲစိတ်တဲလိုတာဆိုတာပါတကယ်တမ်းကျတော့အမိရဲ့ညာဘက်ရင်သားတစ်ခုလုံးဖြုတ်ထုတ်ပစ်လိုက်တာပါပဲအမိကိုခွဲစိတ်ပြီးတက်ရောင်ကြီးกินရအောင်ပါတဲ့ မိဆောင်တော့ဘာမှနားမလဲပါဘူးမိဆောင်နားလဲတာကမိဆောင်တို့မောင်နှမနှစ်ယောက်ဆိုးခဲ့ကြတဲ့အမေရဲ့နှုတ်တစ်ဖက်မရှိတော့ဘူးဆိုတာပါပဲအမေအတွက်မိဆောင်ငွေထပ်ရှာရအောင်မယ်လေတိုက်ရောင်ကြီးကင်းတာဘလောက်ကုန်ကြမယ်မိဆောင်မသိပါဘူးတီးတော့ရွာကိုမိဆောင်ခဏပြန်ခဲ့တယ်လဲကလေးပေါင်နှံကြီးထပ်တောင်းဖို့ပေါ့ညီတို့လေကအပြက်ရောင်းလာတော့ကြလောက်မပေးနိုင်ဘူးဒါပေမဲ့တရွာသေးသားချင်းကူညီတဲ့အနေနဲ့ညီတောင်းတဲ့ငွေနဲ့ငါ့ကိုအပြက်သားရောင်းလိုက်တော့ ဒေါ်သိန်းခင်ရဲ့စကားကမိဆောင်ရဲ့ဝါကိုစီတွန်းလိုက်သလိုပါပဲမိဆောင်တို့လည်းကတစ်နှစ်ကနှစ်သီးစားလဲပါတော့အဲ့ဒါလောက်ချက်မကားတဲ့ဈေးရတော့မိဆောင်မရောပေါ့ဒီလေကလေးကအဖေရဲ့အမွေအမေသိရင်မိဆောင်တေအောင်ရိုက်ခိုင်းရမှာအမေကမောင်လေးအရွယ်ရောက်တဲ့အချိန်မလှူနိုင်ခဲ့ရင်ဒီလေကိုရောင်းပြီးလှူဖြစ်အောင်လှူမယ်လို့ပြောထားတာမိဆောင်ပါတွေနဲ့တိုင်ပင်ရတယ်ပါတွေတို့ကလည်းချောင်းလဲရှာတာမဟုတ်ဘူး မိသားစုများရတဲ့ချိန်ကိုပိုင်လည်းမရှိတော့ဘာတွေးကိုယ်တိုင်ကသူများအိမ်မှာလူငှားနေရတာဒီလိုလို့ဟာမိဆောင်တို့လေရှင် ကိုထွန်းမောင်ကိုပြောင်းပြီးပေါင်ရအောင်လားဒီမိမကြီးကတိတ်စီးတာဟာကိုထွန်းမောင်ကတော့သဘောကောင်းပါတယ်ကြော်သေးတယ်ဘာကြီးထွန်းမောင်ကပြောင်းပြီးအပေါင်ခံလို့နောက်ထပ်ငွေကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးအမေစီကိုမိဆောင်ပြန်ခဲ့တယ်အမေကမိဆောင်ကိုစိတ်ဆိုးနေတာသူ့ကိုပြစ်ပြီးရွာပြန်လို့ပေါ့လေ မိဆောင်ပါတွေလုံနေရတယ်ဆိုတာအမေမသိရှာပဲကုန်။အမေကလည်းကြုတ်ဖြားနေလို့ပါတော့။အဲ့ဒါလိုမိဆောင်ကလိန်ပြောလိုက်တော့အမေစိတ်ပူပြီးခုတော့တက်တာသွားပြီလား။ဆိုပြီးမိဆောင်နှစ်ဖူးကိုလက်နဲ့ဆန်းနေ။မိဆောင်မျက်ရည်တွေတောင်စိုးတက်လာမိတယ်။တက်တာပါတယ်အမေ။အမေရောဘလို့နေလဲ။နားတော့နားတာပေါ့အေး။ငါသားလေးရော မခေါ်ခဲ့ဘူးလား။စာမေးပွဲနင်းနေလို့ကြောင်းပြတ်မှာဆိုလို့အမေရဲ့။အေးအေးငါသားကစားတိတ်ကြိုးစားတာအေး။ ားမိချင်တော့အမေကသူ့သားအကြောင်းကြွားနေသေးတယ်။အမေကကွဲရမှာမိဆောင်အကြောင်းလဲကြွားတာပါပဲ။မိဆောင်စီရောက်လေတဲ့အကြောင်းညညကလေးတွေကိုစားပြပေးတဲ့အကြောင်းအင်းဘာလို့လို့နဲ့မိဆောင်လဲဈေးရောက်ပြတာတလာနေပါရှိနေပြီ။အမေခြေထောက်လေးတွေကိုစုံနေပေးရင် ပိန်ချသွားတဲ့အမေမျက်နှာကိုကြည့်ပြီးမိဆောင်ငိုချင်လာတယ်။အမေများတည်သွားခဲ့ရင်ဆိုတဲ့အထွေးနဲ့အတူမိဆောင်ရဲ့မျက်ရည်စက်ကအမေခြေထောက်ပေါ်ကျသွားတော့တယ်။ အမေကမျက်လုံးဖွင့်ကြည့်ပြီမိဆောင်ညီးပါလို့ငိုနေတာတော့ငါတိမ်မာမို့လားအမေကစိတ်တူတူနဲ့အော်တော့မိဆောင်မျက်ရည်ရင်းကပြကြရတုံရင်အိုးအမေကလည်းနမိတ်မရှိပြော့ရော်မယ်ကျုပ်ကအမေနာနေမှာကို တွေးမိပြီးတနာလို့ပါတော့အမေရှင်ဘက်ကိုမချီမိအောင်မျက်နှာလွှဲနေလိုက်ရတယ်အမငါ့ဖို့စာအုပ်ဝယ်ပေးအောင်ရေးစရာမရှိတော့ဘူးညိုကြီးအတန်ကိုနားတဲ့ကြာလာမိပြန်နေခါတိုင်းဆိုမပူစာခင်ကဝယ်ပေးချင်နေတဲ့မိဆောင် စိတ်မကောင်းဖြစ်ရတယ်။ဈေးရင်းငွေလည်းပြုတ်ပြီ။မိဆောင်ပါဆက်လို့ရမှန်းတော့မသိတော့ပါဘူး။မိဆောင်ရဲ့ငှက်တင်မတွေလည်းနားလာပြီ။ဆေးတွေလည်းမတော့ချင်တော့ဘူး။ပြုတ်အန်ထွက်ကုန်ပြီ။တော်ပြီအေးငါရွာပြန်မယ်။ရွာကြမှာဆရာလေးနဲ့ဆေးထိုးတော့မယ်။ဘယ်ဖြစ်မလဲမေရဲ့။ဆရာဝန်ကြီးကစင်းခွန်းမှမပေးသေးတာ။အိုအေးညီးမရှိပါနဲ့။ငါဒီဆေးုံကြီးပေါ်မှာမနေချင်တော့ဘူး။ညစဉ်ညတိုင်းချိတ်ချိတ်ငုံနေရှာတယ်။အမေကိုမိဆောင်မကြည့်ရတော့ဘူး။ သားမီးနှစ်ယောက်စေးယုံကအဆင်ပြေလာခဲ့ကြတယ်။ရွာကိုရောက်တော့အမေစိတ်ပျော်တယ်ချင်မရဲ့။ချမင်းတွေလည်းစားတယ်။ဟိုဘက်အိမ်ဒီဘက်အိမ်အောင်လဲလိုက်သေးတယ်။ဒီတော့လဲမိဆောင်စိတ်တွေရှင်လန်းလာမိတယ်။အမေနေကောင်းရင်ညီနကက်လေးအစားပြန်လုပ်ပေးမှာပါ။အမေကလည်းတော့အမေယောဂါသာတက်တာပါစီ။ကျုပ်ဈေးတော့နှစ်ဆရွယ်ရောင်းလိုက်ရုံပါပဲတော့။ဒါပေမဲ့မိဆောင်တို့ကန်ခေပါတယ်။အမေရှင်ဘက်ကပြန်လာလာလို့စေးယုံကိုထပ်ပြရတယ်။ ဆရာဝန်ကြီးကဆူလိုက်တာအရန်ပါပဲမိဆောင်လေးအမေအတွက်နောက်ဆုံးလက်နဲ့သုံးရတော့တယ်အမေဆူခြင်းလဲဆူပြီးတော့လေကွက်လေးကိုအပြန်ရောင်းပြလိုက်တယ်ဆရာဝန်ကြီးကစမ်းသပ်ပြီးအမေကိုအားပြန်ဖြေးလိုက်ပါအောင် ဆိုလို့မိဆောင်တို့ရွာကို ပြန်ခဲ့ရတယ်ရွာကိုရောက်တော့အမေပိုက်ကြီးတဖြည်းဖြည်းနဲ့ဖောင်းပြီးရောင်းလာတယ်ဆင်အိုးကြီးတလုံးလုံးဝိုင်းပြီးပြောင်းဝင်းနေတာပဲမိဆောင်လဲအမေကိုရွာကဆရာလေးနဲ့စီထိုးတာပေါ့ ဒါပေမဲ့ဆရာလေးကထုံးမပေးချင်တော့ဘူးတဲ့မိဆောင်ကဒီမဲ့ဆရာလေးဆေးပုံးငွေတွေအကျွေးမှတ်ထားတာကိုပြန်မဆက်နိုင်ဘူးထင်လို့လားကျုပ်ဆရာလေးတို့အိမ်မှာကျွန်ခံပြီးဆက်ပါမယ်တော့မိဆောင်ကရန်ထောင်တော့ဆရာလေးကဘာမှမပြောဘဲပြန်သွားတယ်မိဆောင်လည်းတိတ်ဆိတ်တိုးသွားတာပေါ့ဆရာလေးတင်မကားပါဘူးတောင်ပိုင်းကကုံဆုံဆန်းကြီးတမ်းမိကလည်းမိဆောင်ကြွေးယူရင်မပေးချင်တော့ဘူးကို့ဆွေမျိုးတွေကရောဘာထူးသေးလဲ မိဆောင်ဝင်ချေရင်မယုံနာလိုလိုပါလိုလိုနဲ့မိဆောင်မိန်ကလေးပင်မဲ့အဲ့တလောက်ချွေးတော့မကြောက်ပါဘူးပစ္စည်းဥစ္စာဆိုတာလူကရှာတာပါမိဆောင်ကလူပါတော့လူပါတောင်းတမောင်းတမိဆောင်ပါအခုအမေနေကောင်းကြည့်အခုငွေရအောင်မိဆောင်ရှာနိုင်တယ်မိဆောင်ရင်ထဲကမခန့်ကျင်စိတ်တွေဟာတကူလုံးကိုစိန်တက်လာတယ်အန်ကိုတင်းတင်းကျိတ်လက်သီးကိုချစ်ချစ်ပေါင်းဆုပ်ပြီးပါတွေတို့အိမ်ဘက်ကိုပြေးထွက်ခဲ့တယ် ဘာတွေတို့အိမ်ဘက်ရောက်တော့မိဆောင်အော်အော်ငိုပြစ်လိုက်တယ်။ဒီမှာကျုပ်ကိုအထင်မသိကြပါနဲ့။အမေနေကောင်းလာရင်ယူသားသမျှကျွေးတွေကိုကျုပ်အကုန်ဆက်နိုင်ပါတယ်။မိဆောင်နဲ့လူသားအသေးခံမယ်။နာမည်ကိုအသေးမခံဘူးတော့သိကြရဲ့လား။အီးအီးမိဆောင်အတန်ကတရွာလုံးကိုပွက်လုံးရိုက်သွားတယ်။ဘာတွေကပြောင်းဖူးဖက်လိုက်ကြီးတောင်းရင်နဲ့မိဆောင်ကိုလှဲ့လှဲ့ငေါက်တယ်။မိဆောင်ကလည်းမရက်ဘူး။အတင်းအော်အော်ငိုတယ်။ကျုပ်မှာခြေနဲ့လက်နဲ့တိလား ချုပ်ကိုချုပ်ခိုင်းစားလို့ရတယ်။ဘသူပြစီကိုမှအလကားမယူပါဘူးတော့။အေးအေးပါတွေကစိတ်တူတူနဲ့မိဆောင်ကိုဟဲ့မိဆောင်ဆရာလေးကစေတနာနဲ့စေမထိုးပြီးတော့လား။နင့်အမေယောဂကုမရတော့ဘူးသိလား။အိုးဖယားဖယားအမေယောဂကုလို့မရတော့ဘူးတဲ့။ဒါကြောင့်ဆရာဝန်ကြီးကပြန်လွှတ်လိုက်တာကိုကျွေးကျင်ရာတွေကျွေးတော့လို့ပြောခဲ့တာကိုစောစောကမိဆောင်ရဲ့မခန့်ကျင်စိတ်တွေမာနာရေပဲရောက်ကုန်မှမသိတော့ပါဘူး။ မိဆောင်လဲအိမ်ကို အာသွန်ပြေးခဲ့တယ်။အမေအမေအိမ်ရပေါ်မှာပိုက်ကြီးအဖောင်သားနဲ့အိမ်နေတဲ့အမေကိုမိဆောင်လှုပ်လှုပ်ခေါ်လိုက်တော့အမေလန့်နိုးလာတယ်။ဘာလဲသမီးဘာလဲအမေလန့်လိုက်တာကွယ်။အမေကမရှိတော့တဲ့ရင်ဘတ်ကလေးကိုလက်နဲ့ဖိထားရင်းမိဆောင်ကိုမော်ကြည့်တယ်။အမေရဲ့မျက်လုံးတွေကလည်းအယောင်မတောက်တော့ပဲမွဲပြားနေတယ်။ဆေးရုံပေါ်မှာတော့ကမိဆောင်ကိုတော့ မိဆောင်ကြီးပါလို့ငိုတာလဲငါတေးမမို့လားဆိုတဲ့စကားကိုပြန်ကြားရောက်မိမိဆောင်ပါဇက်ကလေးကိုလက်ဝါးနဲ့အုပ်မျက်ရည်ကိုတုပ်ပြီးဘာမှမဖြစ်ပါဘူးမိဘာစားအောင်မှလဲလို့မင်းမလို့ပါမိဆောင်ရဲ့အညာစကားကိုတီးတလို့အမေကပြုံးပြီးလက်ခါပြတယ်ပြီးတော့မျက်စိပြန်မှိတ်သွားတယ်အမေက လက်ကလေးကိုရင်ပတ်ပေါ်တင်လျက်တာအမေရဲ့အမေရင်ပတ်မှာအချိတ်ကလေးစားထွက်ကလေးကကင်စာမန်းတီးရဲ့ရင်အကောင်းတာ အခုတော့ကင်ဆာက အမိကိုရမအမြင့်တွေနေပြီတဲ့အမိအသေးတွေနှလုံးတွေကိုတွေကုန်ပြီအမိအသက်ကိုထုတ်ပြကြတော့မယ်လဲပါတယ်ဆိုတဲ့တောသူမမိဆောင် အမိယောဂအကြောင်းကိုတော့မသိနားမလဲခဲ့ပါဘူးမိဆောင်နေတိုင်းစီးနေတဲ့ယထာဘောကလူတွေကသူတို့ရဲ့စာဝတ်နေရေးအကြောင်းရုံးကန်လှူရှားမှုအကြောင်းတွေသာ ပြောကြတာလူတွေမှာဖြစ်ပေါ်တဲ့ယောဂလက္ခဏာတွေအကြောင်းပြောကြတာမဟုတ်ဘူးမိဆောင်တို့ရွာကလူတွေက စပားရီပြိုချဲပြိုနှုတ်ကောက်ဆိုင်ဖို့လောက်သားတည်တာအမေယောဂအကြောင်းတည်တာမဟုတ်ဘူးရွာကဆရာလေးကနွားရီရဲ့ယောဂကိုသာ ကုတတ်တာအမေရဲ့ကင်စာယောဂကိုကုတတ်တာမဟုတ်ဘူးမိဆောင်တို့ပိုင်းလေတကွက်ကအဖေရဲ့အမွေးလိုလက်ညှိုးထိုးပြနိုင်ရုံသာရှိတာအမေယောဂကိုလုံလောက်တဲ့စေဝါရှာပေးနိုင်တာမဟုတ်ဘူးမိဆောင်နားလည်မိတာအဲ့ဒါလောက်ပါပဲအမေရဲ့ဒီလောက်ပဲတည်တယ်မိဆောင်မအပြစ်ရှိသလားအမေရဲ့ အမိကိုကြည့်ရင် အမိစုံနေကြတဲ့ချင်းလေးကိုမိဆောင်တည်ရမိတယ်။ဘောဒီရွှေချောင်းနဲ့ရွှေစာကိုအမိပိုက်ပါလို့လိုက်ပြရစီမှလှရဲ့တဲ့။အမိအမိအမိအဲ့တဲ့ချင်းစုံနေတာလား။အမိနှကန်းတွေတလှုပ်လုံးနေ။တဲ့ချင်းစုံနေတာလား။အမိရဲ့အမိမရှိလဲမောင်လေးညိုကြီးကို ကျုပ်လူဖြစ်အောင်လှူမှာပါတော့။မောင်လေးနောက်ကနေပြီးလိုက်ပြရစီလို့အမိစုံနေအောင်မလား။ မိဆောင်မျက်စီထဲမှာမောင်ရှင်လောင်းပစ္စည်းတွေရွက်လို့တင်ကန်းပန်းတွေပွေထားတယ်အလူအမကြီးအမေကိုမြင်ရောက်လာမိတယ်ဒါပေမဲ့အမေတကယ်ပိုက်ထားရတာကကင်ဆာယောဂါကိုပါတေးချင်းတရားကဆင်းရဲတဲ့လူတွေစီကို အရင်လာတက်တဲ့ချိန်မှရဲ့တော့ပန်းဝေသည်မဂ္ဂဇင်း1996ခုနှစ်မေလဟုတ်ကဲ့ကျမအခုဖပြပေးသွားတာကတော့ဆီယမကြီးခင်ခင်သူရဲ့ ရင်မာပိုက်ပါလို့ဆိုရဲဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်